ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ကျမတို့ရဲ့ Me Audio Book Channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူရွှေပုံလေးပုံရိပ်ရောင်ရေးသားထားတဲ့ဝေကျွေးဟုဆိုသောညာလေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနာ Notify Bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီဟာရီယာအကြောဆုံးပူပူလေး မနက်6နာရီထိုးတာနဲ့ဒေါခင်တယောက်ဈေးပန်းကောင်းမော်ရွက်ကအရက်တကားနဲ့ဈေးရောင်းဒီမှာနေစင်မင်းဒေါခင်မှာသားတယောက်ရှိရဲ့သူ့သားနာမည်ကဘာတင်ဒေါခင်ယောက်ျားကတော့လွန်ခဲ့တဲ့9နှစ်လောက်ကဆုံးသွားခဲ့ပြီဘာတင်ကအရွယ်ရောက်တဲ့သားတယောက်ဖြစ်တော့လဲမိခင်ကိုလှုပ်ကျွေးမှုမပြုဘဲမိဘလုံးစားထိုင်စားပြီးနေစင်တဲ့အမြတေတောက်ကျူးလုံးနေတဲ့အရက်သမားတယောက်ဖြစ်တဲ့ဒေါခင်ကတော့အကြော်ရောင်းကသားအရက်သမားကိုအလှုပ်ကျွေးပြုနေရတဲ့ အသက်60အရွယ်အမေကိုတယောက်ဖြစ်တဲ့အရက်ထဲကဒေါကင်းကိုတနာကြတော့လဲလက်ကြောမတင်အမြဲတောက်စားမူယူလူမယိုင်ဘာတင်ကိုတော့ရွမုံကြတယ်ဘာတင်ကအသက်34နှစ်အရွယ်အာကောင်းမောင်းတဲ့ယောက်ျားတယောက်ဖြစ်တော့လဲမိခင်အတွက်အကူပေါ်လောင်ပတ်မပြောနဲ့အရက်ဖိုးကိုတော့မိခင်စီကလက်ပြန်တောင်းနေတဲ့တောက်ပြင်းတယောက်ဖြစ်တဲ့မိခင်ကြီးခင်များတာစိုးတာမိုက်ကိုလူအများကရွမုံကြတော့လဲ မိမိသားဖြစ်နေတာကြောင့်တောင်စုပလုံစုကိုသာပြည့်ဦးထုံးစံရှိကြတယ်။တားစုကိုတော့မပြစ်ပဲရပါ။ဘလောက်ပဲအသက်ကြီးကြီးသူ့စိတ်ထဲမှာတော့သူ့သားကိုကလေးတယောက်လိုသာမြင်နေ။တားစုသမ ्या ကိုယဉ်စည်းခံနေ။ပြဒနာပေါင်းတောင်းချောင်းထောင်ကိုဒိုင်ကန်လိုက်ဖြည့်ရှင်ပေးသူဖြစ်တယ်။မိခင်တို့မိဒီမှာတားသမီးတွေအတွက်လူဆန်းကောင်းသူ့ရဲကောင်းတယောက်ပင်ဖြစ်တယ်။ဟော်ဒီဘက်ကအကျော်ဆုံးပူပူလေးလူကြောင်မလားမိုးလင်းတာနဲ့ဒေါခင်အတန်ကိုကြားရတယ် တချို့ကဒေါခင်မလာမာတောင်ဆိုရင်ကြားတယ်။သူ့အတန်ကြားတာနဲ့နှိုးစက်မလို့ပဲအလိုလိုထားကြရတယ်။အသက်ကြီးတဲ့အမေအိုတယောက်ဖြစ်ပေမဲ့လုံနိုင်ကိုင်းနိုင်နဲ့မိန်းမတယောက်ဖြစ်အတိမတ်ပြုခံထားရတယ်။အကြီးခင်လာပါအောင်တော့မထွေးကြီးတယောက်အိမ်ထဲမှနေ၍ဒေါခင်အကျော်ဝဲရန်လှမ်းခေါ်လိုက်တော့တယ်။အကြီးခင်အကျော်စုံ900ဘူးပေးပို့လဲပေးအောင်နော်။လူစိတ်တက်ကိုသိတယ်မဟုတ်လား။ဘာပဲဝဲဝဲအပိုလေးလိုချင်ကြတာလူတဘာဝ။ ဒါကြောင့်ထွေးဤတယောက်အကျော်ဝဲတဲ့အခါအမင်းအပူတောင်းနေကြဖြစ်တဲ့အမလီထွေးရဲ့ငါကြီးအကြောင်းသိပြီးသားပါရော့တခုအပူယူသူမအိတ်ထဲသို့အကျော်နောက်တခုအပူထည့်ပေးလိုက်တဲ့ကျေးဇူးပဲနော်အကြီးခင်ရောင်းကောင်းပါစေလို့ဆုတောင်းပေးပါတယ်မလိုပါဘူးအေးကျုပ်ဝကျော်ကနေမွန်းတဲ့တာနဲ့ကုန်ပြီးသားပဲဒါဆိုကျုပ်ဆက်ရောင်းလိုက်အောင်မဲသွားပြီဒေါခင်တယောက်ပြောပြောဆိုဆိုနဲ့ဈေးပန်းကောင်းမော်ရက်ကထွေးဤတို့အိမ်မှထွက်ခဲ့တော်တယ် ဒီလိုနဲ့အရက်တကာလိုက်ဈေးအောင်ရင်နေမွန်းတဲ့ချိန်နဲ့အကျော်အားလုံးရောင်းကုန်သွားတယ်။သူမရောင်းရတဲ့ငွေများကိုတွက်ကမိမိတို့အိမ်ရှိရာသို့ပြန်လာတော့တယ်။မမောနဲ့အိမ်ရှိရောက်တာနဲ့ဈေးပန်းကိုပြစ်ချလိုက်တော့တယ်။အိမ်ရှိမှာခဏတိုင်းအမောပြေပြီးနောက်အိမ်ရာထက်မှာအခုချိန်ထိအိမ်နေတဲ့တားပြစ်သူကိုနှိုးရန်အိမ်မော်တို့တက်ခဲ့တော့တယ်။"တာ၊ဗတင်း၊ဗတင်း၊တာလေးထားတော့နေမြင့်နေပြီ။ဗတင်းကိုလှုပ်ကနှိုးနေတဲ့ဒေါခင်အတန်နဲ့လှုပ်ရှားမှုကြောင့် ဟာဗျာဒီမှာအိတ်နေတာမမြင်ဘူးလားအမေတို့အဲ့ဓာကြီးခတ်တာကို့သားအိတ်နေတာကိုတိတ်တိတ်ဆိတ်ဆိတ်နေမဲမရှိဘူးလာလာပြီးနှိုးနေတာပဲသူ့ကိုနှိုးနေတဲ့မိခင်ဖြစ်သူအားအပြစ်ပြောဆိုနေတော့တယ်တားရဲ့တားအရက်တောက်ပြီးအစာမရှိရင်သေမာဆိုးလို့အမေမုန်းကြော်နဲ့ထမင်းကြမ်းလေးစားရအောင်လာနှိုးတာပါထပါတားရဲ့စားလိုက်ပါမစားချင်ဘူးဗျာကျုပ်အေးမဝသေးဘူးပြီးတော့ကျုပ်ပြောအောင်မယ်တားဖြစ်သူအပြောကိုဒေါခင်တယောက်တားပေးနာမှာတိုင်းက ตาမျက်နှာကိုကြည့်၍ငြိမ်ပြီးနားထောင်နေလိုက်တယ်။ပြောလေตาဘာလဲ။ तू မပြောသေးလို့ तू မမေးလိုက်ခြင်းဖြစ်တယ်။ကြောက်ထွက်အရက်ဖို့ဘေးနားမှာချထားခဲ့လို့ပြောချင်တာ။အေးပါကွယ်အမေဒီနားမှာချထားလိုက်မယ်နော်။ပြီးရောထားခဲ့ပြီးရောတော့တော့ဗျာ။ကြောက်ဆက်အိတ်လိုက်အောင်မယ်။ပတ်စံရတာနဲ့မိခင်ဖြစ်သူကိုသူ့အနာနှင်ထုတ်တော်တယ်။ตาဖြစ်သူကတော့ခိုင်းတာကြောင့်ဒေါခင်တယောက်ตาနာမထားကမိဖို့ကြောင့်သူ့ဝင်ခဲ့တော်တယ်။ ဘားနဲ့တယောက်အိယာနိုတာနဲ့ပြင်ကြောဆန်ကဘေးနားမှာခြားထားတဲ့ပတ်စံကိုကောက်ပြီးအပြင်သို့သွားတော့တယ်။ဟဲ့သားထမင်းစားသွားအောင်လေ။တားပြည့်သူအပြင်သွားကန်ပြီးထမင်းစားရန်ပြောနေချင်းဖြစ်တယ်။မစားတော့ပါဘူး။ဟိုကောင်နေဒီချိန်ဆိုလူဆုံနေပြီ။ထမင်းကဘယ်ချိန်စားစားရတယ်။သွားပြီပြုတ်။မိခင်ဖြစ်သူကိုလှဲ့ပေးမကြည့်။သွားရင်မင်းနောက်ပြန်လက်ပြကအရက်ဆိုင်ဘက်သို့ချီတက်လိုက်တော့တယ်။ဒီသားတယောက်နဲ့တော့ခတ်တော့တာပဲ။ဘဲတော့များမှလိန်မာပါမလဲနော်။ ဒေါခင်ကတော့တားပြစ်သူကျောပင်ကိုကြည်ကစိတ်မကောင်းခြင်းများစွာနဲ့ခေါင်းခါမိတော့တယ်။အရက်ဆိုင်တောင်းတနေရမှာဟဲ့အောင်ပါတယ်။မင်းကအခုမှလာတာလား။သူ့ရဲ့တောက်ပေါ်တောက်ဖက်ချက်ကြီးဖိုးစီနဲ့မြင့်စိန်တို့ပင်ဖြစ်တယ်။အေးကွငါအိပ်ပျော်သွားလို့ကွမင်းတို့ကရောက်နေတာကြာပြီလားဘယ်ရတာကွငါတို့လည်းခုမှရောက်တာရော့ချကွဘားတင်ရှိသူချက်ကြီးကအရက်ခွက်ကိုချပေးလိုက်တော့တယ်အာကောင်းလိုက်တာကွ လောကစည်းစိမ်ဆိုတာအရက်ကိုပြောတာဖြစ်မယ်။တောက်လိုက်ရင်ရင်ထဲပူစင်းသွားပြီးဆွေမျိုးတွေပါမေ့သွားတယ်။ဟာဟာဘာတင်ရတော့လောက်ပြီ။သူ့ကိုယ်သူ ကြပြဆရာမှတ်နေတယ်။အရက်ကိုတင်စားနေလိုက်ပုံများကွာ။ဟာဟာဘာတင်ကိုကြည်ကဖိုးစီအပြောကြောက်တော်ဝိုင်းလုံးပွဲကြသွားလိတော့တယ်။ဒါနဲ့ပြောရအောင်ပဲဘာတင်။ချက်ကြီးကအရက်ခွက်ကိုခုံမော်ချလိုက်ရင်ဘာတင်ကိုကြည်ကစကားစားလိုက်တယ်။ပြောလေကွာစကားပလင်ခံနေသေးတယ်။ ဘားတင်တယောက်အရက်ကိုမောတောင်းလိုက်ပြီးချက်ကြီးကိုဆက်ပြောရပြောလိုက်တယ်။အေးပြောမယ်။မင်းကြိုက်နေတဲ့ငါတို့ရွာကြီးသမီးမျက်လာကိုဟိုဘက်ရွာကလဲပိုင်ကျွဲပိုင်နဲ့အောင်စည်းဆိုတဲ့ကောင်နဲ့ပေးစားတော့မယ်တဲ့ကွ။အဲ့ဒါမင်းဘလို့လုပ်မလဲ။ဘာအရက်ခွက်ကိုစောင့်ချလိုက်ပြီးငါ့ကိုဒါမျိုးကြောလို့ရရို့လား။ဘားတင်ကိုဘားတင်နေလဲ။ဘားတင်ဆိုတဲ့ကောင်ကိုလာကြောလို့ကတော့အသက်တောင်ဘယ်ရထွက်ရမယ်မသိအောင်လှုပ်ပြမယ်။ဘားတင်တယောက်သူတို့ရွာကြီးကိုဓာချင်းချင်းနေတော့တယ်။ စတော့ကွာစိတ်ညစ်မနေနဲ့တော့ရော့မြင့်စိန်ကအရက်ကိုခွက်တဲငဲ့တဲ့ကဘားတင်ထံပေးလိုက်တော့တယ်အရက်တော့တော့မူးတယ်မူးတော့စကားများတယ်ဟဲ့ဟဲ့ငါတို့အရက်များရင်အတော်လေးရှာရှည်တယ်ငါဘာသာအရက်ကြိုက်လို့တောက်တာဘဲကောင်ကိုဂယူးဆိုက်ရမှာလေငူးမာတယ်အကုန်လုံးမကျေနပ်သေးကြကွာဘားတင်တယောက်အိမ်ပြန်လဲမှာတိုင်းကွက်နင်းကအရက်တကောက်ကိုအော်ဆဲလာတော့တယ်နေ့စဉ်နဲ့အများဆိုတော့လေမိသူအမသူ့ကိုအဖက်မလုံးကြတော့ လမ်းကခွေးများကလည်းတူလာရင်အကုန်ဝိုင်းဟောင်ကြတယ်။တဲခွေးရမွေးတဲ့ခွေးမသားကြီးမင်းတို့ပထွေးမို့လာဟောင်နေကြရလား။ငါလောက်ရင်ငါကြိုက်ခံရတော့မယ်နော်။ခွေးတွေကိုတော့သူမလုံရဲ။သူ့ကိုပြန်ကြိုက်မှာတော့သူကြောက်တတ်တယ်။ဒီလိုနဲ့ရှောက်လာရင်မိမိအိမ်တို့ပြန်ရောက်ခဲ့တယ်။ခြံထဲဝင်လိုက်တာနဲ့အမေရေအမေဟာဒီအမေဘယ်ရောက်နေလဲမသိဘူး။မိခင်ကိုတကြောကြောခေါ်ရင်းအင်းရှိကုပ်ပြပေါ်သို့ပြစ်လဲကြလိုက်တော့တယ်။ဟဲတားလီ တဘလို့ဖြစ်တာလဲကွယ်အိမ်နောက်ဘေးမှာရေပြည့်နေရင်ဗဒင်တန်ကြောင့်ပြေးထွက်လာခြင်းဖြစ်တယ်အမေအမေတားနာလောင်ဗဒင်တယောက်ကိုပြစ်ပေါ်မူလဲနေရာမှာမိခင်ကို သူ့အနာသို့လမ်းခေါ်လိုက်တယ်အေးပါတားရင်ဘာပြောမလို့လဲဟင်တားပြစ်သူအနာသို့တိုးကက်ကမေးလိုက်တော့တယ်အမေတားကိုမိမတောင်းပေးတော့ဗျာတားမိမလိုချင်ပြီတားပြစ်သူစကားကြောင့်ဒေါကင်တယောက်အန်ဩကဟုတ်တော့ကြားသာမှုချိုးပါလားဟေ့ အမေရဘေးရမိမကိုတောင်းပေးရမှာလေပြော့သားတကြီးပါလူရဲ့တမီးမျက်လာကိုလိုချင်တယ်မနေ့ပြန်အမေလိုက်တောင်းပေးဖေယားဘုတ်တော်ဖြစ်ပါမလားကွယ်ဥပလူကဒေါသခက်ကြီးကြီးနဲ့တားနဲ့ဖြစ်ပါမလားဖြစ်ပါတယ်အမေရမနေ့ပြန်လိုက်တောင်းပေးအေးပါကွယ်တားတဘောပါတားဖြစ်သူမူမူယူယူပြောတဲ့စကားများကိုသူမကအတီးမှတ်ပြီးတားဖြစ်သူမိမရပြီးရင်တော့လူကောင်းဖြစ်လိမ့်မယ်လို့ယုံကြည်နေမိတယ် နောက်တနေ့နဲ့နဲ့အစောပိုင်းမှာတော့ဒေါခင်တယောက်ဈေးရောင်းပြီးပြန်လာတာနဲ့တားပြည့်သူကိုနှိုးကရေမိုးချိုခိုင်းအဝိစားတစ်တွေဝေခိုင်းပြီးမိမတောင်းရန်တကြီးအိမ်တို့ကြီးတက်လာကြတော့တယ်ဒေါခင်ကကတော့ပွဲကိုရွက်ရိတားပြည့်သူဘာတင်ရလဲမျက်နာတပြုံပြုံနဲ့တကြီးအိမ်တို့ရောက်လာကြတော့တယ်ပြို့တကြီးတကြီးရေဟေးဘသူရေလဲကွာလာကြငါရှိတယ်ခြံဝါခေါ်တဲ့အကြောင်းဥပလူလှမ်းထူလိုက်တော့တယ်အမေလာလာသူရှိတယ်လာခဲတဲ့ အိမ်ထဲရခေါ်တန်းကြောင့်သားမီးနေရတကြီးအိမ်ပေါ်သို့တက်ခဲ့ကြတော့တယ်။ဟဲ့မိခင်နေရဘလို့ဖြစ်လာတာလဲကတော့ပွဲကြီးရွက်လို့ဒေါ်ခင်ကိုမြင်လိုက်တာနဲ့ဥပလူကမေးလိုက်တော့တယ်။အော်ဒီလိုပါကိုပလူရဲ့တော့သမီးလေးကို ကျုပ်သားကလက်ထက်ချင်လို့ကျုပ်ကလာတောင်းပေးတာပါ။သူမစကားဆုံးတာနဲ့ဘာပြောရလဲ။ဥပခင်တယောက်ကျန်းကိုလက်နဲ့ပုတ်ကထအော်လိုက်တော့တယ်။မိခင်နေအခုပြန်လာရင်ကောင်းမယ်နော်။ ဘယ်နဲ့ကွာသူ့သားငမူးနဲ့ငါသမီးနူးနူးထွတ်ထွတ်ကိုများအော်တကြီးရဲ့ကျွန်တော်ကမျက်လောက်ကိုချစ်လို့လာတောင်းရတာပါဘာတင်တယောက်ကြားဝင်ပြောလိုက်တာနဲ့ဟဲ့ဘာတင်နင့်ပါစပိတ်ထားစမ်းနင်နဲ့ငါတူလို့လားတန်လို့လားနင့်လိုငမူးကိုငါကယူရအောင်ငါမယူသေးဘူးဟဲ့သွားခုချက်ချင်းငါအိမ်ကထွက်သွားသွားမျက်လာတယောက်အခန်းထဲပြေးထွက်လာကသူတို့ကိုနှင်ထုတ်နေတော့တယ်သမီးလေးရဲ့အကြီးခင်သားလေးကိုနည်းနည်းတော့စဉ်းစားပေးပါကွယ်အကြီးခင် ကျုပ်အားနာလို့တိတ်မပြောတာနော်အကြီးခင်ပြန်လိုက်ပါတော့ရှင်ဒေါခင်တယောက်သားဖြစ်သူကိုစိတ်မကောင်းစွာကြည်ရင်အိမ်ပြန်ဖို့အတွက်သားလက်ကိုဆွဲကသွားမိအလို့ဒီမှာမြက်လာမင်းဒီနေ့ပြောတဲ့စကားကိုနင်းမှတ်ထားငါ့လိုငမူးကိုယူတော်မယူဘူးပြောတဲ့မင်းမယူပဲငါ့လိုငမူးရဲ့မိမပြစ်လာစေရမယ်နင်စောင့်ကြည့်နေလိုက်အမေပေးစားအိုက်ကြော်ပဲဟဲ့သားဘာဘာလို့ကဲကွာရော့ မိခင်လက်ထင်ရဆွဲလူကဒကြီးဥပလူတို့တားဖာရှေတို့ပြစ်ချလိုက်တော့တယ်။ဟာကွာဒီကောင်အဖေအဖေစိတ်ထိမအောင်ဘာလူတယောက်နေရန်ကဓာတ်ကိုပြေးဆွဲနေတာကြောင့်ညလာကဝင်ထိန်လိုက်ရတယ်။ဘာတင်ကတော့သူ့မိခင်ကိုလက်ကဆွဲကထိုနေရာမှထွက်ခဲ့တော့တယ်။ဘာတင်တယောက်ညနေဘက်အရွယ်ဝိုင်းမှာတော့မကျေနပ်ချက်များကိုဖော်ထုတ်လေတော့တယ်။မင်းအခုဘာဖြစ်နေတာလဲပြောကွာမင်းအတွက်ငါတို့ရှိတယ်။ဟုတ်တယ်ငါကောင်စိတ်မပူနဲ့ငါတို့ရှိတယ်။ တငယ်ချင်းများကသူ့ကိုနှစ်သိမ့်ကြလေ။ဗါတင်မင်းမကြင်နဲ့ရင်သူ့ကိုခိုးကွာငါတို့ကူညီမယ်။ဖိုးစီစကားကြောင့်ဗါတင်တယောက်မျက်နှာဝင်းလက်သွားတော့တယ်။အေးငါသူ့ကိုခိုးမယ်။မင်းတို့ကငါနေမဲ့နေရာရှာပေး။သူ့စကားကြောင့်အလုံးခေါင်းငိမ့်ပြကြတယ်။ထိုကဗါတင်တယောက်ဝမ်းသာသွားကမိမခိုးဖို့အစီအစဉ်ကိုတိုးတိတ်စွာတိုင်ပင်ကြတော့တယ်။ဒီလိုနဲ့သုံးရက်ကြာပြီးနောက်ညနေမောင်ကြီးပြောစားမှာတော့ညလာတယောက်ရွာတဲ့အကျွေးတောင်းပြန်လာရင် မိုးချုပ်သွားတော့အိမ်ကိုခတ်တုတ်တုတ်ပြန်လာတော့တယ်။ရွာလန်းတနေရအကြောင်းမှာတော့သူမခြေလန်းများရက်တန်သွားတော့တယ်။ဟဲ့မြက်လဘေးရပြန်လာတာလဲ။မှောင်နေပြီငါလိုက်ပို့ရမလား။ဘာတင်ကသူမကိုစကားဆိုလိုက်တော့တယ်။မလို့ပါဘူး။နှစ်လန်းနေသွားစမ်းပါ။ဖယ်စမ်းငါရှိရနေ။မဖယ်ဘူး။ပြီးတော့နေငါနဲ့လိုက်ခဲ့ရမယ်။ဘာလဲငါကဘာလို့နှစ်လုံးငမူးခေါ်ရနောက်ကိုလိုက်ရမှာလဲ။ဖယ်ဖယ်လို့ပြောနေရနော်။မဖယ်ဘူးဟာလာခဲ့။ဘာလို့တာလဲလွတ်လွတ် ကဲကြပါကဲကြပါသူမပါဇက်ကိုလက်နဲ့အတင်းပိတ်ကတရွတ်တိုက်ဆွဲခေါ်သွားတော့တယ်သူမတို့အဖြစ်ပြက်ကို နောက်ဘက်ကနေအိမ်လေအပြန်လာတဲ့တော်ဘူးမမြင်တော့အမလေးကဲကြပါတော့မျက်လာကိုဗတ်တင်အတင်းခေါ်သွားပြီကဲကြပါတော်ဘူးမအော်တန်ကြောင့်ရွာသူရွာသားများကိုစီကိုစီတုံဆွဲဓာဆွဲကလိုက်ကြတော့တယ်တကြီးဥပါလူလဲနေရန်ကဓာကိုပြေးဖြုတ်၍အိမ်မော်မဒုံဆိုင်ပြေးစင်းက၎င်းတို့နောက်သို့ပြေးလိုက်သွားတော့တယ် ဒေါခင်တယောက်သားပြန်မလာသေးတာကြောင့်ထမင်းဝိုင်းပြင်ကဖျောင်းနိုင်မီလီတွန်ကတိုင်ဆောင်နေလိုက်တဲ့ထိုချိန်တွင်အကြီးခင်အကြီးခင်ရွာလေရဘူးမဒေါခင်အိမ်ထဲသို့ရေကြီးတုပ်ပြားနဲ့ပြေးဝင်လာတော့တယ်ဟဲ့ဘူးမဘာဖြစ်လာတာလဲအေးရေကြီးတုပ်ပြားနဲ့အကြီးအကြီးသူမပြေးလာရတာကြောင့်အတော်ပင်မောနေတော့တယ်ဘာတင်တကြီးသမီးမျက်လာကိုအတင်းဆွဲခေါ်သွားလို့အခုတကြီးဓာတ်ကင်မီလိုက်သွားတယ်သူတို့စီမဖြစ်တဲ့နာရီမဖြစ်ရအောင်အကြီးကိုကျမလာခေါ်တာ ဟဲအမလီငါသားလေးတော့ကိုချိုးတွေနဲကုန်တော့ပါပဲမဖြစ်ဘူးမဖြစ်ဘူးလိုက်သွားရမယ်လာဘူးမသူမရင်တမမနဲ့တားဖြစ်သူနောက်တို့လိုက်သွားကြတော့တယ်ရွာထိပ်အရောက်ဘာတင်တို့တကြီးတို့အုပ်စုမိသွားကြတော့တယ်ရက်လိုက်စမ်းဘာတင်မင်းမရရင်ငါတို့အဆုံမဆုံနဲ့ဘာတင်တယောက်တကြီးတို့အားမထင်မဲ့မြင်ပြုကတွားမြဲတိုင်းတွားနေတယ်မြင်လာတော့သူခေါ်ရနောက်ကိုမလိုက်ချင်မဲ့အတင်းယုံနေတော့တယ်ဟာကွာဒီကောင်ပြောမရတာချက်ကွာ ။တကြီးနဲ့ရွာသားအချို့နောက်ကပြေးလိုက်ကလက်ထဲတွေပါလာတဲ့ဒုတ်တွေသားတွေနဲ့ဝင်ရိုက်ကြခုတ်ကြတော့တယ်။တကြီးသားကြကြောက်ဗားတွေတယောက်မြေပေါ်တွင်သွေးအလင်းလင်းနဲ့တေးရဆဲဆဲဖြစ်နေတော့တယ်။ထို့အချိန်မှာအမလီသားသားလေးဒေါ်ခေတယောက်လူအုပ်ကြားတဲ့တိုးထွက်ကသားစီတို့ပြေးဝင်လာတော့တယ်။ပါရင်တယောက်လဲကြနေရကနေမိခင်အတန်ကြားလာကြအမေမလာနဲ့မလာနဲ့ဒီဟိုမလာနဲ့တာအမလီငါသားလေးကျမသားလေးကိုမတက်ကြပါနဲ့တော့ ကျွန်မတောင်းပန်ပါတယ်စစ်ကြီးကိုပါတယ်ရှင်။သူမလည်းသူ့သားကိုဝိုင်းရိုက်မဲ့သူများကိုလက်အုပ်လေးချီကတောင်းပန်နေတော့အကုန်လုံးရက်လိုက်ကြတော့တယ်။ဗားတင်ကတော့မြေပေါ်မှာလဲကဆက်ငင်ဆက်ငင်နဲ့အကြောများဆွဲနေတော့တယ်။တတတိထောင်းလေအမေလာပြီအမေသားလေးကိုကာဝယ်ပေးမယ်နော်။တားပြည့်သူကိုဖက်ကငိုကြွေးနေတော့တယ်။မျက်လာကိုတော့ရွာထဲကမိမအချို့ကအိမ်တို့ပြန်ခေါ်သွားကြတော့တယ်။ဗားတင်တို့အဖြစ်ကိုတော့ကြံရွာသူရွာသားတချို့ကကြည်နေကြတယ်။ အမေတောင်းပန်ပါတယ်ဗျာကျွန်တော်သားသမီးတာဝန်မကျေပွန်ခဲ့ဘူးနောက်ဆိုအမေကိုသားဒုက္ခမပေးတော့ပါဘူးသားအမားတွေကိုရှစ်ခိုးခဲ့ပါတယ်အာစကားတော်ဆုံးအောင်မပြောနိုင်ပဲဇက်ကျိုးသေးဆုံးသွားတော့တယ်သားသားငါသားလေးမသေးရဘူးဟင်ငါသားကိုနင်းတို့တတ်တာနင်းတို့တတ်တာသူမငိုလဲငိုရွာသားတွေပက်လှဲကလက်ညိုးတထိုးထိုးနဲ့အပြစ်တင်နေတော့တယ်ဒေါခင်တယောက်ငိုကြွေးနေရင်မင်းသားပြည့်သူအလောင်းအားဖက်ကမေ့မျောသွားတော့တယ် အကြီးအကြီးခင်တတိထောင်းလေလောက်ကြပါအောင်ဟာအကြီးခင်ခေါ်မရဘူးဘူးမအော်တန်ကြောင့်ရွာသားတချို့ဒေါခင်ကိုပွေက သူမအိမ်သို့ပြန်ခေါ်သွားကြတော့တယ်ပါးတယ်အလောင်းကိုတော့ညာရင်းချင်းရဲများရောက်လာစစ်စစ်ပြီးချက်ချင်းပင်တကြိုလိုက်တော့တယ်ပါးတယ်ကိုတတ်သွားတဲ့တကြီးနဲ့ရွာသားတချို့ကိုလည်းလူတက်မှုနဲ့ဖမ်းခေါ်သွားကြတော့တယ်ဒေါခင်မိမျောနေရမှာတရက်နဲ့တမန်နဲ့ပင်ရှိတယ်တာတာလေးအမေတာလေးဟဲအကြီးခင်တတိရလာပြီဟဲ့ သူမကိုစောင့်နေကြတဲ့ကြွာသားတချို့အိမ်မော်တို့ပြေးတက်လာကြတယ်။ထိုသူများကိုဒေါခင်တွေ့တဲ့အခါနင်းတို့ဘသူတွေလဲ?ငါသားလေးရော။ငါသားကိုခေါ်ပေး။ငါသားထမင်းစားချိန်ရောက်နေပြီ။အကြီးတတိထောင်းလေ။အကြီးသားကတည်ပြီလေ။ဘူးမစကားကြားတာကြောင့်ဒေါခင်တယောက်နင်းကဘသူမို့လို့လဲ။ငါသားကိုတည်ပြီလားပြောနေတာလဲ။ဖေစန်းငါသားလေးစော့နေတာ။ငါထမင်းစားဖို့သွားခေါ်ရအောင်မယ်။ ။ပါဇက်ကသားဖြစ်သူအကြောင်းပဲပြောကအိမ်ပေါ်မှပြေးထွက်သွားတော့တယ်။ထိုချိန်မှစ၍ဒေါခင်တယောက်အိမ်သို့ပြန်မလာတော့ပဲအရက်တကားလေကသူသားအားရှာဖွေနေတော့တယ်။သားလူလေး၊သားလူလေးအမေစီပြန်လာပါသားရင်။သားလေး၊သားလေးရင်။ဒေါခင်အတွက်စိတ်မကောင်းဖြစ်ကြပေမဲ့မိသူမှမတက်နိုင်ကြပါ။စိတ်မကောင်းရုံမှလွဲ၍မတက်နိုင်ကြတော့အယူမဒေါခင်အကြောင်းကားတော့လူများပါဇက်သေးတွင် အခုချိန်ထိ ပြောစမှတ်တွင်ကြံရစ်ခဲတော့တယ် ပရိသတ်များရှင့်ဝိကျွေးဦးဆိုတော်냐လဲဆိုတဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်။